အာယုသင်္ခါရကိုလွတ်တယ်ဆိုတာဘာကိုဆိုလိုတာလဲသုဆုံးကပြောတဲ့ငါရဲ့အာယုသင်္ခါရဒီခုနှစ်ရက်သာရှိတော့တယ်ခုနှစ်ရက်ဟိုဘက်မှာအာယုသင်္ခါရမရှိတော့ဘူးဆိုတဲ့အဲ့ဒီဇာတ်ကားထဲမှာပါတဲ့အာယုသင်္ခါရဆိုတာကံကြောင့်ဖြစ်တဲ့ရုပ်ဇီဝိတံတန်တံအစဉ်ကိုအာယုသင်္ခါရလို့ခေါ်တယ်အဲ့ဒီရုပ်ဇီဝိတံတန်တံအစဉ် မပြတ်မှသိမသွားမှာအဲ့ဒီလိုမပြတ်အောင်ကလည်းပဲအာယုပါလကဖလသမဘာဆိုတာဝန်စားတော်မူရအထူးသဖြင့်မြတ်စွာဘုရားကိုကြည့်ရအောင်မြတ်စွာဘုရားကိုကြည့်လို့ရှိရင်မြတ်စွာဘုရားဟာ55ဝါမြောက်ဝေသာလိကြီးဝေလူဝရွာနေမယ်ဝါကတ် ဒီကနာပါမြအဲ့ဒီဝါတ္တလေပြီးရောဖယားကိုမှဆွေးရောက်လာတဲ့ဝေဒနာကအသက်ကိုချွေးနိုင်တဲ့ချွေးနိုင်ရောက်အောင်ပြင်ခံပါလေအဲ့ဒီတော့ဩငါတဏ္ဍာအသက်ကိုချွေးလောက်တဲ့ယောဂဝေဒနာတော့ရောက်ပြီဝေဒနာကအသက်ကိုချွေးနိုင်တဲ့ချွေးနိုင်ရောက်အောင်ပြင်ခံပါလေ ရှင်းတယ်လို့ဒီအတိုင်းကလက်လူရှုထားလိုက်ရင်ကိုရောရဲ့ဇီဝိတာတန်တန်ချွေပြီးတော့ဒီဝေလူဝရွာငယ်မှာပဲဖရာပြိနိဗ္ဗာန်ဆံရအဲ့ဒီတော့ဩငါတန်တန်အတက်ကိုချွေလောက်တဲ့ယောဂဝေဒနာတော့ရောက်ပြီငါရဲ့ဗုဒ္ဓကိစ္စပြီးပလားစဉ်းစားဗုဒ္ဓဝေနေရကုန်မလားမကုန်ဘူး ဘုဒ္ဓဝိနေယဒီဘေဒမိမကုံမလဲလို့ဆိုတော့အဲ့ဒီဝါဇူလပြည်နေကနေတွက်ရင်ဝါကောင်လပြည်တော်တလင်းတရင်ကျွတ်သောမုံနဲ့တော်ပြသူတပူတော့တပေါင်းတကူကဆုံလပြည်တန်အောင်ဆေလပြည်မှာကိုတော်ရဲ့မျက်မှောက်သာဝကကျွတ်တောင်းဝင်မဲ့သာဝကလားဆေလရှိမှကုံမယ်။အာဒါဖြင့်အရေးကြီးတာပေါ့ပဲ ဟုတ်လားသူတို့ရှိရာကိုမြန်မြန်သွားပြီးမြန်မြန်ခြေကျွတ်ဒီလိုလုပ်လို့လည်းပဲအဲ့ဒီသာဝကတို့ရဲ့ဗဒဝရိယတတိသမာဓိပညာဆိုတဲ့ဣန္ဒြေတွေမရွတ်တန်သေးပဲသွားတရားဟောလို့လည်းမကျွတ်နိုင်အဲ့ဒီတော့သူ့အချိန်နဲ့သူဆိုတော့ဆေလထိအောင်ဘုရားကဆိုင်နေရအောင်ဒီအတိုင်းကလစ်လူရှုထားရင်ဆေလထိအောင်ကိုတော်ရဲ့ဇီဝိတ္တံတန်တန်မပနိုင် ဒီဝါထုံးမြင်ပြိနိဗ္ဗာန်သံနိုင်အဲ့ဒီတော့ဘယ်နဲ့လို့ရတော့ဆိုတော့ကိုယ်တော်ရဲ့ဇီဝိတတန်တန်ပြတ်မသွားအောင်ဖလက်သမာဘတ်နဲ့ဇီဝိတတန်တန်ကိုထိမ့်ပေးရထိမ့်ပေးရဒီနေရာမှာဘုန်းကြီးတို့သာတဲ့အခေါ်ဖလက်သမာဘတ်၃ညလို့ရှိတယ်တိမေဂန္တရဖလက်သမာဘတ် အရိယာပုဂ္ဂိုလ်ညာမက်ကဝီချိကြပြီးတဲ့နောက်မဲ့ဤအချမ်းမဲ့မှာဖြစ်တဲ့ဖိုးနှစ်ကြိမ်သုံးကြိမ်ကိုဒါမက်ကနန္ဒရဖလတ်သမဘာမဲ့ဤအချမ်းမဲ့မှာဟုတ်လားသုံးကြိမ်ဖြစ်တဲ့ဖိုးပေါ့ဒါကိုမက်ကနန္ဒရဖလတ်သမဘာလို့ခေါ်တယ်အဲဒီလိုရဟန္တာပုဂ္ဂိုလ်မှာရဟတ်တဖို့ရောက်ပြီးတဲ့နောက်ပရိနိဗ္ဗာန်မစံမီကြာကာလမှာ နိဗ္ဗာန်ရဲ့တန်တိအရတာကိုခံစားသုံးဆောင်တော့အနေနဲ့အချိန်ရတဲ့လောက်အဖွင့်ရတဲ့လောက်ဖလတ်သမာဘကဝင်စားအဲ့ဒီဝင်စားတဲ့ဖလတ်သမာဘမျိုးကိုဝလင်ဇနဖလတ်သမာဘပါဠိမြန်မာလိုတော့နိဗ္ဗာန်ရဲ့အရကိုအရသာကိုအသုံးအစွဲပြုတဲ့ဖလတ်သမာဘလို့ခေါ်ပါမြတ်စွာဘုရားဟာအဲ့ဒီဝလင်ဇနဖလတ်သမာဘ မိဗံရဲ့တန်တိအရသာကိုသုံးဆွဲတဲ့ဖလကမာပဘလောင်များသုံးဆွဲကလေးဆိုရင်စိတ်ဒိဋ္ဌရာဟိဗုဒ္ဓဘဂဝန္တောဓမ္မံဒေသင်တာပိယံမူတံတုံဟိဗုဒ္ဓဗံဟောတိတံမူဟုတ်တံပိဖလသမာပတ္တိံကမာပိဇံတိပဖေဝအိညာတမိန်ကာလေအထတာလိနိမူလတိကမှာရှိမှန်ဤ စိတ်တိတ်ကရာစိတ်တိတ်ကရိယာဖုံတော်ရှင်ဖြစ်တော်မူကြကုန်သောဘဂဝန္တောဘုံတော်၆ပါးရှိတော်မူကြကုန်သောဗုဒ္ဓဖျားရှင်တို့သည်ဓမ္မံဒေသင်တာပိတရားဟောကြိုက်ဖြစ်ကုန်တော်လီယံမှုဟုတ်တံအကျဉ်မှုဟုတ်ပလုံတုံဤဘဝိတဗံစိတ်စိတ်နေသင်သည်ဟောတိဖြစ်တံမှုဟုတ်တံဒီတရားဟောကြိုက်တရားနာပရိသတ်တို့ကသာဓုအနုမောဒနာခေါ်နေကြိုက်ဖြစ်၍ စိတ်စိတ်ရင်းရမယ်အဲ့ဒီခဏမှာပင်တော်လည်းပဲဖလားသမာပတ်တိန်ဖလားသမာဘတ်ကိုသမာပိသံတိဝန်စားတော်မူကြကုန်၏အင်းရသမိန်တပါးသောအခ၌ပတိဝအဘယ်ဆိုးဝဲရှိပါအံ့နီစိတ်တိတ်ပရိုက်စိတ်တိတ်တရိယာဖုံးလို့ရှင်ဖြစ်တော့ကိုရောစိတ်ကိုအဆိုးရတရားနာပရိသတ်တိတရားဟောတော့ သဘောကျလို့သာဓုအနုမောဒနာသုံးကြိမ်ခေါ်တဲ့အချိန်ကိုတော့အဖို့အနာယူရတယ်။အားတဲ့အချိန်လေးဖြစ်။အဲ့ဒီအချိန်ကလေးမှတောင်မှစိတ်တ္တကရိယာဖုံးတော်ရှင်ဆိုတော့ဖလသမာဘတ်ကိုဝန်စားမြည်အောင်ဝန်စားလိုက်သေးတယ်။အဲ့ဒီလိုဝန်စားပြီးတော့နိဗ္ဗာန်ရဲ့တန်တိအရတာကိုခံစားသုံးဆောင်တော်မူတယ်။အဲ့ဒီလိုသုံးဆောင်တဲ့ဖလသမာဘတ်မျိုးကို ဝလင်ဇနဖလသမာပါလို့ဒါနှစ်နံပါတ်မှတ်ထားရအဲ့ဒီကနောက်တတိယအာယုပါလကဖလသမာပါအာယုသင်္ခါရဖလသမာပါအာယုသင်္ခါရလို့ခေါ်တဲ့ဖလသမာပါအာယုပါလကလို့ခေါ်တဲ့ဖလသမာပါဇီဝိတတန်တံကို ပြတ်မသွားအောင်ထိန်ထားတဲ့ပြုပြင်ထားတဲ့ဖလသမာပါလို့ဆိုလိုပါအဲမြတ်စွာဘုရားဟာဒီမဟာကက္ကရတရား46ခုနဲ့ဝေလူဝရွာဝံကက္ကရေကဒီဇီဝိတ္တင်္ဂရီကျွေးနိုင်တော့တယ်ကျွေးသွားမဲ့ဇီဝိတ္တင်္ဂရီကိုဆေလကြဆက်ပြီးတော့တန်တန်ဆက်ပြီးအသက်ရှင်နိုင်အောင် အာယုပါလကဖလသမာပတ်နဲ့ထိမ့်ကြရပါဘူးအဲ့ဒီအာယုပါလကဖလသမာပတ်ကြာတော့ရှေ့မဂ္ဂန္တရဖလသမာပတ်ဝလင်ဇနဖလသမာပတ်တို့လိုမဟုတ်တော့ရှေ့ဝလင်ဇနဖလသမာပတ်တို့ကတော့သာမန်အဖြစ်တေဘူးမကသင်္ခါရကိုအနိစ္စဒုက္ခအနတ္တဝိပဿနာရှုလိုက်ရင်ဖလသမာပတ်တိဝီတိဆက်ကြံပြီးတော့ ပုံစိုးတွေအရှင်မပြတ်ဖြစ်ကာမအဲ့ဒါမျိုးကိုခဏိကဖလသမာပတ်လို့ခေါ်တယ်အကိုတော်လူရှိတဲ့အချိန်မှာဖလသမာပတ်ကိုခဏအတွန်းဝင်စားလိုက်အဲ့ဒီခဏိကဖလသမာပတ်ဝလင်စနဖလသမာပတ်ကတော့သမာပတ်ဝင်စားနေတဲ့အတွန်းမှာဇီဝတင်တည်းပြတ်မသွားအောင်ထိန်းနိုင်တယ်ဒီယောဂဝေဒနာမဖြစ်အောင်ထိန်းနိုင် သမာဓိဝင်စားပြီးလို့သမာဓိကလည်းထရောယောဂဝေဒနာကိုမဖြစ်အောင်မတားနိုင်ယောဂဥပမာအားဖြင့်မှော်သေးထူတတ်တဲ့ရေခံနဲ့ခဲချလိုက်တော့ခဲကြလုံးမဲ့မှော်ဟာရှဲတယ်ခဲလို့ကြပြီးတော့မှော်ပြန်ပြီးတော့တခါလေဖုံးရဲ့ဖုံးတယ်အဲ့ဒီလိုနေတိုင်းမကောင်းတဲ့အခါခဏိကဖလသမာဓိဝင်စားလိုက်ဖလသမာဓိဝင်စားနေတော့အခိုက်မှာတော့အဲ့ဒီယောဂဝေဒနာမှော်ရရှဲနေတာ အလသမာပန်လေးပဲသံတန်ပြတ်သွားရောယောဂဝေဒနာပြန်ပြီးတော့ဒီကိုခန္ဓာနှိမ့်ဆက်အဲ့ဒီခဏိကဖလသမာပတ်နဲ့မရဘူးတဲ့အာယုပန်လကဖလသမာပတ်အာယုသင်္ခါရခေါ်တဲ့ဖလသမာပတ်ဖလသမာပတ်ကိုပင်အာယုသင်္ခါရခေါ်ရတဲ့နေရာပြောကြလို့အဲ့ဒီအာယုပန်လကဖလသမာပတ်ဝန်ဆမ်းမဲ့ကြံတော့ဟိုးမဟာဗောဓိပင်ရင့်တော့ကတကယ် တတိကတိသုံးသန်း၆သိန်းသောမဟာဝစီရဝိပဿနာဉာဏ်အခြေခံပြီးတော့ဟိုမက်ကဝီထိကြတယ်အဲ့ဒီမဟာဗောဓိပင်လုံးကသုံးသက်တဲ့မဟာဝစီရဝိပဿနာဉာဏ်မျိုးအခြေခံပြီးတော့ဝင်စားရအာယုပါရကဖလသမဘဝင်စားခြင်းအေးစက်ကြဝလာတိုက်ပေါင်းကတိတသိန်း ။ဒါကြောင့်လည်းတစ်တိုင်းတစ်တိုင်းမှရှိကြတဲ့လူတွေနဲ့ဒီပြမာတွေကိုလူနဲ့ပြမာသတ္တဝါဆိုတဲ့ပြညာကခွာပြီးတော့ပရမတ္ထတရားသာဘုရားတို့ဉာဏ်မျက်စိနဲ့ကြည့်လိုက်တော့အဝိဇ္ဇာသင်္ခါရဝိညာဉ်ဉာဏ်ယုတ်သလာယရဏဖန်သဝေဒနာတဏှဥပါဒံဘဝဇာတိသရမရဏလို့ပဋိစ္စသမုပ္ပအင်္ဂါ7ပါးတရားအစုပဲရှိတယ် ဒီတော့စကြဝဠာတတိုက်တတိုက်မှာပဋိစ္စသမုပ္ပါအင်္ဂါ7ပါးတရားအစုဆိုတော့စကြဝဠာတိုက်ပေါင်းကတိတသိမ်းအဝိဇ္ဇာပေါင်းကတိတသိမ်းသင်္ခါရပေါင်းကတိတသိမ်းဝိညာဉ်ပေါင်းကတိတသိမ်းနာယုပေါင်းကတိတသိမ်းသလာယရဏပေါင်းကတိတသိမ်းဖတ်တာပေါင်းကတိတသိမ်းဝေဒနာပေါင်းတဏပေါင်းဥပါဒံပေါင်းဘဝပေါင်းကတိတသိမ်းဇာတိပေါင်းကတိတသိမ်းသရမရဏပေါင်းကတိတသိမ်းလို့ ဝိပဿနာဘူမိဖရာကိုရောမြတ်ရဲ့ဝိပဿနာဉာဏ်ပညာတော်ရဲ့ကျက်သားရာတရားပေါင်းဟာဂတိတသံနှစ်သိမ့်သွားပြီးတော့ရအဲဒီဂတိတသံနှစ်သိမ့်သောဝိပဿနာဘူမိသမ္မတနာစာရတရားဒီကိုမာမတပါးတပါးလင်အနိစ္စဒုက္ခအနတ္တအနိစ္စလို့သိတယ်ဉာဏ်ဒုက္ခလို့သိတယ်ဉာဏ်အနတ္တလို့သိတယ်ဉာဏ်တရားတစ်ခုတစ်ခုလင် ပါမပြရလမကံနေနဲ့အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တတရားလုံးစိဝိပဿနာနှလုံးသုံးပါအဲ့ဒီလိုသုံးလို့အာကတိတသနှစ်သုံးမှာအနိစ္စဝိပဿနာဉာဏ်ပေါင်းကကတိတသနှစ်သိဒုက္ခဝိပဿနာဉာဏ်ပေါင်းကကတိတသနှစ်သိအနတ္တဝိပဿနာဉာဏ်ပေါင်းကကတိတသနှစ်သိ သုံးရပေါင်းတော့ဂတိသုံးလမ်း6သိန်းတော့မဟာဝစီရဝိပဿနာဉာဏ်တော်နဲ့အခြေခံပြီးတော့သမ္မာသမ္ဗောဓိခေါ်တဲ့သဗ္ဗညုတဉာဏ်အထွတ်တတ်သောမဉဏ်၄ရပ်ကိုရောက်တော်မူခဲ့အဲ့ဒီမဟာဗောဓိပင်တော့ကဝိပဿနာအကျဉ်းနှလုံးသွင်းတယ်အခုလည်းပဲဇီဝိတသံတန်တော်ပြတ်မသွားအောင်ဖလသမာပတ်ဝန်စားမဲ့ကျန်တော့မဟာဗောဓိပင်ရင်တော့က ရှင်းသုံးခဲ့တဲ့မဟာဝိပဿနာအခြေခံ၍ဝင်သွားတဲ့ဖလသမာဘအဲ့ဒီဖလသမာဘကြတော့ခဏိကဖလသမာဘလို့မဟုတ်ဝိပဿနာအခြေခံဝိရိယကကောင်းအဲ့ဒီအခြေခံဝိပဿနာဝိရိယအာကောင်းလို့ဖလသမာဘဝိရိယကလည်းအာကောင်းအဲ့ဒီဖလာသမာဘအခြေခံဝိပဿနာနဲ့ရှင်းတဲ့ဝီရိယဖလာသမာဘနဲ့ရှင်းတဲ့ဝီရိယ အဲ့ဒီဝီရိယနှစ်ပါးအေးတရားတလုံးနဲ့လက်ညှိုးထိုးပြရလို့ရှိရင်အဲ့ဒီလိုဝင်စားတဲ့ဖလသမာဘတ်ကိုအာယုပါလကဖလသမာဘတ်လို့ခေါ်တယ်အဲ့ဒီအာယုပါလကအသက်တော်ကိုစောင့်ထိန်ထားတဲ့ဖလသမာဘတ်ဒီဖလသမာဘတ်ကိုပင်နဲ့အာယုသင်္ခါရမြတ်စွာဘုရားအာယုသင်္ခါရလွတ်တော်မူတယ်ဆိုတာဟာတခြားမဟုတ်ငါ ကထုံလက်ကြီးနေရောက်ယုံမဲ့အာယုပါရကဖလတ်ဓမ္မပတ်ကိုဝင်စားတော့မယ်ကထုံလက်ကြီးနေအဲနောက်ဆုံးဝေနေရသုပ္ပတကိုလည်းချွတ်ပြီးတော့ဖလတ်ဓမ္မပတ်အာယုပါရကဖလတ်ဓမ္မပတ်ကိုငါဖေးကမဝင်စားတော့ဘူးလို့စိတ်တော်ကိုဒုံဒုံဆုံးပြတ်ချက်ချလိုက်တာကိုအာယုသင်္ခါရလွတ်တယ်ဒီလိုခေါ်တာလေ အဲကြက်ကလေးငှက်ကလေးကိုလက်ထက်ကနေပြီးသွားရော့လို့လွတ်လိုက်တဲ့အလွတ်မျိုးမဟုတ်အာယုပါလကဖလားသမဘတ်ကိုမဟာသက်ကလေးတိကျ48ခုနှစ်ကဆုံလပြည့်နေ့နောက်ဆုံးဝိနေရဖြစ်တဲ့သုပတ္တဗရပိုက်ခြေကျွတ်ပြီးုံလာဝင်သားတော့အဲ့ဒီနောက်မဝင်သားတော့ဘူးလို့စိတ်တော်ကိုဒုံဒုံဆုံးပြတ်ချက်ချလိုက်ခြင်းကိုအာယုသင်္ခါရလွတ်တယ်လို့ခေါ်တယ် အဲ့ဒီအာယုသင်္ခါရလွတ်တယ်ဆိုတဲ့နေရာကအာယုသင်္ခါရဆိုတာအာယုပါလကဖလသမာပတ်ခေါ်ပါတယ်